မင်္ဂလာပါ high kick ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်တို့ကိုကိုနိုင်ငံရဲ့အံ့ဖွယ်တီထွင်မှုတစ်ခုကိုတွေ့ကြည့်ကြမှာဖြစ်ပါတယ်ဒါကတော့ချူကူတူခေါ်တဲ့အဲတက်သားနဲ့လှုပ်ထားတဲ့စကူတာပုံစံရင်းပြတစ်မျိုးပဲဖြစ်ပါတယ်ဒါတွေကဒေသခံတွေရဲ့နေစဉ်မှာဘယ်လိုအရေးပါလဲဆိုတာသင်သိသွားရင်အရန်ကိုအံ့ဩသွားပါဒါကြောင့်ကျွန်တော်တို့ကိုပါမျိုးရဲ့လမ်းတွေပေါ်မှာချူကူတူရဲ့စွန့်စားကမ်းတွေကိုအတူလိုက်ကြည့်လိုက်ရအောင် ချူကူဒူဆိုတာကတော့တစ်သားနဲ့လှုပ်ထားတဲ့နှစ်ဘင်းတဲ့ရင်လေးတစ်မျိုးပါပဲရိုးရှင်းတဲ့ဒီရင်လေးဟာကုံလေးချင်းပေါင်တထောင်တခါတလေဆိုပေါင်1800အထိကိုကုံစီလေးကိုတင်ပြီးဂိုမာရဲ့တောင်ကုန်းတွေပေါ်မှာလှဲ့လဲသွားလာနိုင်ပါတယ်ဒါကလူတယောက်ရဲ့အလေးချိန်ထက်အစာပေါင်းများစွာပိုများတာပေါ့ဒါပေမဲ့ချူကူဒူကိုလုံမောင်းရလဲဆိုတာရောတင်သိပါလား ဒူးတစ်ပတ်ကောတသားပြားပေါ်တင်ပြီးနောက်ခြေတောင်းနဲ့တွန်းရတာပါတောင်ဆောင်ဆင်းတဲ့အခါတွေမှာဆိုစကူတာလိုမျိုးပော့ဘောကနဲ့စီးလို့ရပါတယ်ဒါကတကယ်ကိုအံ့ဩစရာပါပဲချူကူဒူရဲ့ဇလန်ဟာ1980ခုနှစ်လောက်ကစတင်ခဲ့တာပဲဖြစ်ပါတယ်အဲ့ဒီအချိန်ကတော့ကွန်ဂိုနိုင်ငံမှာစီးပွားရေးခက်ခဲတွေရှိနေပြီးဒေသခံတွေကကုန်စည်တွေကိုတည်ယူပို့ဆောင်ဖို့ဈေးတက်တာတဲ့နိလန်တစ်ခုလိုအပ်ခဲ့ပါတယ်ဒီလိုနဲ့ချူကူတူဟာဒေသခံတွေရဲ့ဉာဏ်ပညာနဲ့ ပေါ်ထွက်လာခဲ့တာပဲဖြစ်ပါတယ်။ဒါတကယ်ကိုအံ့ဩစရာပါမယ်။ဘယ်သူမှဒီဇိုင်းဆွဲပေးစရာမလိုဒေသခံလက်သမားတွေရဲ့သူတို့ရဲ့တီထွေဖန်တီးနိုင်စွမ်းနဲ့ဒီအံ့ဝယ်ရှင်လေးကိုဖန်တီးခဲ့ကြတာပဲဖြစ်ပါတယ်။ချူကူဒူတစီပြုလုပ်ကောတရက်ကနဲ့သုံးရက်တွင်ကြာပါတယ်။ဒေသခံတွေကမမတတလို့မာကျောတဲ့တစ်တမျိုးကိုအသုံးပြုပြီးဒင်းတွေအတွက်ကတော့တာယာအပိုင်းစားတွေကိုအသုံးပြုပါတယ်။တချို့ချူကူတူတွေမှာရှော်ပါးတွေတောင်တက်ဆင်ထားကြပါတယ် ဒီရင်ကိုကြည့်မယ်ဆိုရင်တကယ်ကိုခိုင်ခန့်မှုခံစားရပါတယ်။ဒါပေမဲ့ဒီလောက်လေးချိန်တွေကိုတည်နိုင်မယ်လို့ဒုမတော့ထင်လားကြောက်ပါဘူး။ကိုမမြို့မှာအချူကူတူဟာရိုးရိုးရင်တစည်းတစ်ပေါ်ပါတယ်။ဒါဟာဒေသခံတွေတွေ့ဘဝတစ်ခုလို့ပါပဲ။ချူကူတူတစည်းနဲ့တစ်နေ့ကို10ဒေါ်လာလောက်ထိဝင်ဝင်ကိုရှာနိုင်ပါတယ်။ဒါဟာဒေသခံအများစုရဲ့တစ်နေ့ဝင်ဝင်2ဒေါ်လာအောက်နဲ့နှိုင်းရှင်ရင်ချူကူတူမောင်းတဲ့လူကပတ်စံပူရတာပေါ့။ချူကူတူဟာကျွန်တော်တို့မိသားစုကိုထောက်ပံ့ပေးတယ် ဒါမရှိရင်ကျွန်တော်တို့အလုပ်မရှိဘူးဒီလိုမျိုးရိုးရှင်းတဲ့တားရင်လေးတစ်စီးရမိသားစုတွေဘလောက်တောင်ထောက်ပံ့ပေးနိုင်လဲဆိုတာတကယ်ကိုအံ့ဩစရာပါပဲပေါ့လားချူကူတူဟာတဲယူပို့ဆောင်ရေးကရိယာတစ်ခုထပ်ပို့ပါတယ်ဒါဟာကွန်ဂိုလူတို့ရဲ့ဉာဏ်ပညာခံနိုင်ရရှိမှုနဲ့စီးလုံးညီညွတ်မှုရဲ့သင်္ကေတတစ်ခုပါပဲ2009ခုနှစ်မှာကိုမာမျိုးလယ်မှာချူကူတူအထိမ့်မဲ့ရုပ်ထုကိုတိဆောက်ခဲ့ပြီးဒါဒေသခံတွေရဲ့ဂုဏ်ယူမှုကိုထင်ရှားစေပါတယ် ဒီရိုးတစ်ခုကိုကြည့်ရင်ကျွန်တော်တွေးမိတာတစ်ခုကတော့ချူကူဒူလိုရိုးရှင်းတဲ့တူထင်မှုတစ်ခုကဘလောက်ထိလူတွေရဲ့ဘဝကိုပြောင်းလဲစေရန်လဲဆိုတာပါပဲကျွန်တော်အခုတင်ဆက်ခဲ့တာကတော့ချူကူဒူရဲ့အကြောင်းပါပဲဒီတစ်သားရင်လေးကကိုကိုရဲ့နှလုံးသားထဲမှာဘလို့နေရာယူထားလဲဆိုတာမိတ်ဆွေတို့လည်းခံစားမိမယ်ထင်ပါတယ်ဒီဗီဒီယိုကိုကြည့်ပြီးမိတ်ဆွေတို့ရောဘလို့ထင်လဲချူကူဒူလိုတီထွင်မှုတွေကိုတခြားပြည်နိုင်ငံတွေမှာရောမိတ်ဆွေတွေ့ဘူးပါလဲ တကယ်လို့မိတ်ဆွေတီးခဲ့တာများရှိရင်ကျွန်တော်တို့ comment အောက်မှာရေးပေးခဲ့ပါဒီလိုစိတ်ဝင်စားဖွယ်ရာအကြောင်းတွေကိုထပ်ကြည့်ချင်တယ်ဆိုရင်ကျွန်တော်တို့ channel လေးကို subscribe လုပ်ပေးပြီးခေါင်းလုံးခလုတ်လေးကိုလည်းနှိပ်ထားဖို့မမေ့ပါနဲ့နောက်တစ်ခေါက်ဗီဒီယိုမှာပြန်တွေ့ကြမယ်အားလုံးကိုကျေးဇူးများရှိတင်ပါတယ်